အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ရဲ့ twin goal တွေနဲ့တူ Arsenal သင်္ကြန်ရော Newcastle United အိမ်ခွင်မှာနောက်ဆုံးတော့အနိုင်ရရှိခဲ့ဖြစ်ပါတယ်ဒီနေ့မှာဒါကျွန်တော်ဒိုင်းလူကြီးရဲ့ဆုံးဖြတ်ချက်တွေကတော်တော်လေးကိုပြောစရာရှိခဲ့တဲ့နေ့ရဖြစ်ပြီးတော့ဒါကျွန်တော်တို့ ဝါးဖြစ်ခဲ့တဲ့ movement တွေပေါ့နော်လက်ရှိမှာဒါဒါရေးဆုံးဖြတ်ချက်နံပါတ်တိုင်းပြောတော်တော်လေးကိုစဉ်းစားစရာဖြစ်ခဲ့တဲ့အကြောင်းအရာတွေမှာအများကြီးပါအဲ့တော့ Newcastle United နဲ့တွေ့ပြီဆိုရင်အမြဲတမ်းလိုလို Arsenal တင်တိုင်ပတ်တဲ့တဲ့အခြေအနေကနေဒီနေ့မှာတော့ဒါကျွန်တော်တို့လက်ရှိ Arteta ရဲ့လူစားလဲမှုတွေကတစင်ဒါကျွန်တော်မှန်ကန်တဲ့လူစားလဲမှုတွေတစင် Arsenal တင်ကတော့ဒါကျွန်တော်နောက်ဆုံးမိနစ်နောက်ဆုံးသွင်းကုန်နဲ့နိုင်ခဲ့ပြီးတော့လက်ရှိမှာ Arsenal နဲ့ရော Tottenham နဲ့ပဲတက်လှမ်းလာခဲ့တာဖြစ်တယ်ဒီနေ့ပွဲစဉ်ကိုနိုင်ခဲ့ပြီးတော့ဒါကျွန်တော်တို့ Arsenal တင်ရမှတ်73မှတ်နဲ့ Arsenal နဲ့ရကဒါကျွန်တော်တို့ Liverpool ကို နမအကွာနဲ့ဆက်လက်ပြီးတော့ PR ပေးထားနိုင်ပြီလို့ပြောလို့ရမယ်ဒီမှာပါပါအဲ့တော့ဒါပေမဲ့ပြန်စမ်းစမ်းကြည့်အောင်လက်ရှိမှာဒါတွေကိုဆက်ပြီးပြော Arsenal အတွက်ကလက်ရှိမှာဒါပွဲချက်တွေကတဖြည်းဖြည်းညော်နာလာခဲ့ပြီဖြစ်တယ်လက်ရှိမှာသူတို့ Liverpool ပြီးသွားပြီ City ပြီးသွားပြီ United ပြီးသွားပြီ Newcastle United ပြီးသွားပြီဆိုကြတာလက်ရှိမှာတဖြည်းနဲ့တဖြည်းနဲ့ဒါ Arsenal အသင်းကဒါကျွန်တော်တို့လက်ချန်ပွဲစဉ်တွေကတဖြည်းဖြည်းနဲ့ဒါကျွန်တော်တို့အေးပေါ့ပထမပိုင်းဒါကျွန်တော်တို့ရာသီရဲ့ရာသီဘွဲမရောက်ခင်မှာ Arsenal အသင်းနဲ့ဒါကျွန်တော်တို့ ခက်ခဲတဲ့အပူမဲ့တွေကတဖြည်းဖြည်းနဲ့ရောကြသူတို့နေတကယ်တမ်းပြန်ကြည့်မယ်ဆိုတော့မြောက်မြောက်လန်တန်ဒါအသင်းတသင်းပြည်စပါရှိမယ်ဒါ Chelsea ရှိမယ်ဒီနှစ်သင်းကနောက်ပိုင်းပွဲစဉ်တွေမှာ Chelsea ကိုစပါကိုသူတို့နေအမြင်နဲ့လူလူအနိုင်ယူတဲ့အကြောင်းမို့ဒါ Chelsea အသင်းအလိုက်ရှိမှာ Arsenal အသင်းသူတို့ရဲ့ခက်ခဲတဲ့ပြိုင်ပွဲတွေကိုဒါလောလောဆယ်မှာဒါကျွန်တော်တောက်လျှောက်ဒီနှစ်မှာဒါရလက်ကောင်းဒီကိုယူဆောင်ထားနိုင်ရတဲ့အလစ်ဘဘူးတသင်းကလွှဲရင်ပေါ့နော်အဲ့တော့ဒီတော့ပင်စိုးစေးကမို့ဒီနှစ်ပွဲစဉ်မှာ Newcastle United အသင်းရဲ့ပွဲစဉ်မှာဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကတော်တော်လေးကိုမေးခွန်းထုတ်เสียဖြစ်ခဲ့အဓိကပထမဦးဆုံးဒါ Arsenal အသင်းရရမယ်ပတ်နေဒီပါ သူအရမပန်နတီအရပေါ့အဲ့ဒီပန်နတီကမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်ဒါပထမဒါ VAR ပြန် check ဆိုဩအနီကက်ပေးမလားမပေးဘူးလားဆိုတဲ့ဥစ္စာမျိုး VAR ပြန် check မယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ကြည့်ခဲ့တယ်တင်းတယ်ဒါပေမဲ့မဟုတ်ပြဒါကျွန်တော်တို့လက်ရှိမှာ နာဒီလုံးက penalty ပေးတဲ့မပေးတဲ့ကိုဆုံးဖြတ်ချက်ချခဲ့တယ်အဓိကက VAR ကဝင်ပြီး intervene လုပ်တာကွင်းလေအတိုင်းလူတော်များဒီနေရာမှာ Jared Gillet ကိုအဓိကဝိုင်းပြောတာမှန်ပေမဲ့ Jared Gillet ကဒီလုံးကိုပေးတယ်ဒါ VAR ကလူတွေကမပေးတာပေါ့နော်အဲ့တော့ VAR နေနဲ့မမဲ့ရတာကျွန်တော် Jared Gillet ကိုတိုင်ကဒီအောင်သူပေးကျင်နေတယ်ဒါကြောင့်ဒါကြည့်ရကျွန်တော်ဒါဒီအောင်ကြည့်ရဒီ VAR monitor မှာ Jared Gillet တော်တော်လေးကိုကြားတယ်ဒါအ ਨੇ စုံမရှိဘူး3 5မိနစ်လောက်သူထိုင်ကြည့်နေတယ်သူ့နေနဲ့သူပေးကျင်တယ်ကျွန်တော်ထင်တာတော့သူနဲ့ VAR နဲ့ငင်းနေပုံရတယ်အဲ့ဒီဥစ္စာလည်းမကြင်မှာဒါကျွန်တော်တို့ဟိုတရားဝင်ကြားဖို့ရှိတယ်ပေါ့နော်အဲ့တော့ငင်းနေတာ တော့ပြောကျွန်တော်ရင်နာကျွန်တော်အမြင်ကပုံ Jared Gill အနေနဲ့ဒါကို तू ပြီးခြင်းတယ်ဒါပေမဲ့ကျွန်တော် VR မဟုတ်ဘူးဒါကျွန်တော်တို့တစ်ဖက်ကဒါကျွန်တော်တို့ဂိုသမားကဒါကျွန်တော်တို့ဘောလုံးအရင်ထိဘောလုံးထိတာမထိတာမဟုတ်ဘူးလေဘောလုံးထိတာမထိတယ်ဆိုရတယ်တစ်ဖက်ရဲ့ဒါကျွန်တော်တို့ဂိုးသွင်းမဲ့ opportunity တစ်ခုလုံးကိုဒါကျွန်တော်တို့ဟိုတရားပြင်ပါကနေရက်ဆိုင်လိုက်တဲ့ပုံစံမျိုးကိုတွေ့ရမယ်တယ်မှာပါအဲ့တော့တစ်ချို့ကြဒါဘောလုံးဘောတစ်ခါလဲဘောလုံးထိလို့မရဘောလုံးထိတာဟုတ်တယ်ကျွန်တော်ပြောဒီလိုနေဘောလုံးထိသွားတယ်ဒါပေမဲ့ခုနကဘောလုံးရဲ့လက်ရှိမှာ Victor Kyokas နေအကယ်၍နစ်ပုတ်နဲ့ဒါမထိဘူးဆိုရင်သူ့အနေနဲ့ तू ကြော်ပြီးတော့ဒီအရလုံးက तू ဂိုး သွင်းနိုင်တဲ့အခွင့်အရေးရှိတယ်ဒေါ်ဂျင်နာရှင်းရှင်းလေးအဲ့တော့အခုကနစ်ပုတ်နဲ့ဗစ်တာကာယိုဂက်စ်ဘာလဲ human to human contact ထိသွားတာကျွန်တော်ပြောတာသိလားဘောလုံးနဲ့ထိတာနားတယ်ဒါပေမဲ့ဗစ်တာကာယိုဂက်စ်နဲ့နစ်ပုတ်နဲ့ human to human contact ထိသွားတာကြီးကပေးကိုပေးရမှာအဲ့တော့ကျွန်တော်ပထမထင်တာအဝါကက်တွေအနီကက်တွေဆိုတဲ့ပုံစံမျိုးနဲ့ဒါကျွန်တော်တို့ကြည့်မယ်လို့ထင်ခဲ့ပေမဲ့ဒါပေမဲ့ကျွန်တော်ဓာတ်ယူပြဖက်တော်တော်လေးကိုဝီရဖြစ်သွားခဲ့တဲ့ဥစား ဒါပေမဲ့ကျွန်တော်မြင်ကြည့်တာနောက်တစ်ခုကတော့ဒါ Woofter တွေသွင်းသွားတဲ့လုံမှာ Woofter မာတွေသွင်းသွားတဲ့လုံကလည်းကျွန်တော်အနေနဲ့ပြောမှာ Gabriel ကိုတွန်းလိုက်တဲ့ဥစ္စာကအရန်ကြီးစတာကျွန်တော်တို့ overpower ဖြစ်မလို့လို့မြင်အဲ့လုံကကျွန်တော်အနေနဲ့ဘာမှသိပြီးပြောစရာမရှိဘူးအဲ့လုံကကျွန်တော်တို့ကတော့ပေးတဲ့နယ်လုံမြင်ဒါပေမဲ့ကျွန်တော်ကခုနပြောသပြီး penalty လုံကတော့လုံက Arsenal သင်း100%ရတဲ့နယ်လို့မြင်တယ်ဒီနေ့မှာဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Arsenal သင်းရဲ့ဒီနေ့ဒါ Arteta ကိုလည်းအကုန်လုံး wine ပြီးဝေဖန်ခဲ့တယ်ဒီနေ့ပွဲစဉ်မှာ Arteta ကိုလည်း wine ပြီးချီချူးခဲ့တဲ့ moment တွေရှိတယ်ဒီနေ့ပွဲစဉ်မှာ Arteta လဲခဲ့တဲ့လူစင်းကတော်တော်လေးကို impact ကြီးမားတဲ့လူစင်းလို့ကျွန်တော် င်တယ်မြင်တယ်ဒီနေ့ပုံသမားတာကျွန်တော်တို့ underrated တွေလည်းအများကြီးရှိတယ်ဗောနော် underrated ကိုပြောပါဆိုတော့ Declan Rice ပဲဒီနေ့ပွဲစဉ်ရတာကျွန်တော်ကွင်းလယ်ပိုင်းမှာတစ်ဖက်ရတာကောင်းလာပါတယ်ဆိုတဲ့ Bruno Gamires Tonali Julenan တို့ကိုသူတကောင်နဲ့ရှင်ဖိုက်သွားတဲ့ပုံစံမျိုးမြင်ရမယ် Zubimendi ကောင်း Zubimendi ကောင်းတာမှန်မဲ့ဒါ easy လို့ Zubimendi တို့ကိုဒါကြောင့်သူတို့လုတ်သူတို့လုတ်နိုင်ဖို့အတွက် Declan Rice ရဲ့ဒီနေ့ပွဲစဉ်ရ effect ကအင်မတန်မှကောင်းတယ်ဒက်ကလန်ရိုက်ရဲ့လက်ရှိမှာနောက်တစ်ခုကဒါကျွန်တော်တို့ goal ဒီကွင်းကွင်းလယ်မှာနေမှုပဲဂိုးပန်တီးမှုမှာအင်မတန်မှချီကျူးစရာကောင်းတဲ့ကစားသမားတယောက်ဆိုလုံးဝလုံးဝငင်းစရာမလိုဘူးလို့မြင်တယ်။ဒက်ကလန်ရိုက်စ်ရဲ့ဒါကျွန်တော်တို့ပေးပို့မှုကတစ်ဆင့်ဒါကျွန်တော်တို့မရီနိုကကောင်းတိုက်သွင်းခဲ့ပြီးတော့တော်တော်လေးကိုတေချာတက်ရက်လုံးနေဒါကျွန်တော်တို့ twin goal တွေနဲ့အတူဒါဒီနေ့ပွဲစမှာနိုင်သွားခဲ့နောက်ဆုံးမိနစ်နောက်ဆုံးတော့ကတော့ဒါကျွန်တော်လက်ရှိမှာဒါဒီနေ့ပွဲစမှာစာလီဘာကိုကျွန်တော်လဲလိုက်တာကျွန်တော်မှန်သွားဆိုနောက်ဆုံး twin goal ကြောင့်ပဲစာလီဘာနဲ့ဒါတို့လုံနေကြပုံစံတိုင်းပဲ nick book ကိုသူဒါကျွန်တော်တို့မတိမတားလေးဟန့်နေ nick book ကဒါကျွန်တော်အကယ်စာလီဘာဒါအဲ့နေရာမှာမရှိဘဲနဲ့ mascara ဆို maybe ဟုတ်ချင်မှာဟုတ်မယ်စာ ာလီဘအဲ့နေရာမှာရှိနေတဲ့အကြောင်းမို့တဲ့အဲ့ဒီအတွင်းကိုဂိုးသွားတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာတခုနပြောကျွန်တော် အာဒီတာကိုအရင်တော့ကဝေဖန်မှုတွေကအများကြီးရှိခဲ့ပေမဲ့ဒီနေ့ပွဲစဉ်မှာလည်းအာဒီတာရဲ့ဒါကျွန်တော်လူပြောင်းလဲမှုတွေကအသင်းပေါ် impact ကြီးမားခဲ့လို့မြင်နေဝင်လာခဲ့တဲ့ဒါကျွန်တော်ဆာရီဘာမရီနိုအိုဒင်ကဒီကစားသမားတွေပေါ်အသင်းပေါ်တော်တော်လေးကို impact ကြီးမားခဲ့တယ်လို့ကျွန်တော်အနေနဲ့အကြီးကြီးမြင်မိတယ်မှာပါတယ်တစ်ဖက်အသင်းကြောင်းပြောလက်ရှိမှာဒီနေ့ပွဲစဉ်မှာတော့ရှင်းပါတယ်ဒါကျွန်တော်တို့ Newcastle United ကဒါကျွန်တော်433နဲ့ထွက်လာခဲ့တယ်ဒါပေမဲ့ Newcastle United အသင်းနေနဲ့သူတို့ရဲ့တိုက်စစ်ပိုင်းကိုသူတို့တော်တော်လေးကို figure out လုပ်အောင် င်မယ်လို့မြင်တယ်။ဘာကြောင့်ဒီလိုပြောရလဲတိုက်ဆက်ပိုင်းမှာဒါကြောင့်တောင်ပန်တွေကတော်တော်လေးကိုဝိနေပြီးတော့ဒါလက်ရှိမှာဟူတာမာဒီဆိုလဲဒါကျွန်တော်တို့တွင်းသွားတဲ့တွင်းကိုတစ်လုံးကလွင်ဘာမှ impact မင်းများဆဆမရှိအဲ့တော့ iset တော့ကဒါ center for belie လား center for belie ဆိုပြီးတောင်ပန်တွေကိုဒါလုတ်ခိုင်းမှာလားပြီးတော့လက်ရှိမှာဒါ Newcastle United အသင်းနဲ့ဒီနှစ်မှာတော့ဒါကြောင့် Champion League ပါ front foot သွားပြီးရှင်ပြိုင်ခြင်းပဲဆိုရင်တော့ဒီထက်ပိုကောင်းတဲ့ squad တွေအများကြီးလိုမယ်လို့မြင်တယ်။ပြီးတော့လက်ရှိမှာဒါ knock down နေပေါ့နော်ဒါခုနလက်ရှိမှာဒါနောက်ဆုံးတွင်းသွားခံရတဲ့တွင်းကိုကိုပြန်ကြည့်မယ်ဆိုရင်ဒါ Newcastle United ခံစစ်ပိုင်းတော်တော်လေးကိုလိုတယ်။ဒါ seven board member တွေတယောပါတယ်ဘန်းပါတယ်နောက်ဆုံးကြည်နီပြခန်းစစ်ပိုင်းကိုတော်တော်လေးကိုကြည်ကြည်လေးလုပ်နေနောက်ဆုံးပြရှဲရှဲလေးဒါ 86မိနစ်မှာပေးလိုက်ဒါပေမဲ့ဒါကျွန်တော်နောက်ဆုံးသွင်းကိုရဲ့တရက်ခံကျွန်တော်ရဲ့ပါဆင်မှာနစ်ကုအများကြီးဖြစ်ပါတယ်နစ်ပုံနေနဲ့ကျွန်တော်တော်ကန်တဲ့နဲ့လက်နဲ့ပေးလို့ရတော့ကျွန်တော်နဲ့သွားပေးတဲ့ဘောလုံးကနေဒါအာစနိုတိုက်စပြန်ဆင်လာခဲ့ပြီအဲ့ဒီပေးကောင်အဲ့အဲ့လုံးကနေဒါကော်နာရတယ်ကော်နာကနေတဲ့ကျွန်တော်အာစနိုသွင်းသွားခဲ့တယ်ခါကျခုနကပေါ်သူပါပဲ rebel effect ပေါ့နော်ဒါကျွန်တော်တို့ဒါကဘာတစ်ဖက်ကလေးပြလေးဒါကျွန်တော်တောက်မဲ့ခတ်လိုက်တယ်ကဘာတစ်ဖက်ကဒါကျွန်တော်တို့အဲမှုတိုင်းတိုက်တယ်ပေါ့အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာအာစနိုသိတယ်ဒီနေ့ပွဲစဉ်ရလကဖဲဖြစ်လာ of course ဒီနေ့ပွဲစဉ်မှာအာစနိုသိတဲ့တိုင်းတိုင်းလုပ်တဲ့ trossel တောင်တိုင်ထိမှုတွေဒါ easy ရဲ့ဒါကျွန်တော်အလှည့်ပြောင်းဒီဒ ါတစ်ဖက်က Nick Pope အကြီးကျယ်တာကျွန်တော်ကာွယ်တာဒီဒီနေ့ပေါ်သမအာဆုံတဲ့ over power အဖြစ်လွန်လုံးဝပြီအဲ့တော့ဒါကျွန်တော်ခါတိုင်းယူကာဆင်နဲ့တွေ့ပြီဆိုအမြဲတမ်းဒါကျွန်တော်တိုင်ပတ်နေတဲ့ဒါကျွန်တော်အာဆုံတဲ့ကသူတို့ရဲ့ဒါကျွန်တော်တို့ဒီနေ့မာရီဟုတ်တယ်အဲ့တော့ကျွန်တော်ခုနကပြောပြယူကာဆင် United ကို Arsenal တင်းကစိတ်ဂျင်းပတ်မှာနိုင်ပြီဆိုရင်သူတို့ရဲ့ Premier League လမ်းစဉ်ကလည်းတော်တော်လေးကိုအယောင်တောက်လာပြီလို့ပြောလဲအဲ့တော့တစ်ဖက်ကဒါကျွန်တော် Liverpool တင်းကအမှတ်ရော့တဲ့အချိန်မှာကျန်တဲ့လူတွေအမှတ်ရော့နေတဲ့အချိန်မှာ Arsenal တင်းကဒီနေ့ပွဲစဉ်မှာအမှတ်ကိုရအောင်ယူနိုင်ခဲ့တာကတော့အင်မတန်မှတန ်ဘူးရှိလာတဲ့သုံးမှတ်လို့ကျွန်တော်နည်းပြောလို့ရတယ်။အဲ့တော့အာဆုံသင်းကအေးအေးဆေးဆေးဖြစ်လာခဲ့ပြီးတဖြည်းနဲ့တဖြည်းဒါကျွန်တော် အာဆုံသင်းနေနဲ့အဲ့တဖြည်းဖြည်းနဲ့တော့ကျွန်တော်သူ့နေအရေးကြီးတာအာဆုံသင်းဒီလိုပွဲစဉ်နေနိုင်ပြီ။ ဒါကျွန်တော်ရှင်းရှင်းလေးနောက်ပိုင်းပွဲစဉ်တွေမှာဒါအာစတောသင်းနဲ့ကြောင်မလုပ်ဖို့အင်မတန်မှအရေးကြီးတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။အာစတောသင်းကဒါကျွန်တော်နှစ်တိုင်းနှစ်တိုင်းမှာဒါအသင်းကြီးနဲ့ဒါကျွန်တော်အကုန်လုံးကိုကြော်ဖြတ်ခိုင်းပေးမယ်။အသင်းလက်တွေအကင်းငယ်နဲ့ပတ်သက်ပြီးဆိုရင်အာစတောသင်းကြောင်တွေအမြင်နဲ့လောက်တာကိုတွေ့ရမယ်။ဒီတစ်ခါတော့ဒါခုနပြောပြီးလက်ရှိမှာ Newcastle United လို့အိမ်ခွင်းရဲ့စိန်ဂျိမ်းပတ်မှာကြော်ဖြတ်ပြီးသွားပြီ။ဒီနေ့ပွဲစဉ်မှာအာစတောသင်းနဲ့ဒီထက်ပိုကောင်းတယ်ဆိုတဲ့ဥစားမျိုးရပြပါ။အဲ့တော့လက်ရှိမှာဒီနှစ်မှာအာစတောသင်းကျွန်တော်ပြောခဲ့သလိုပဲဒါကျွန်တော်တို့အာဒေတာကိုကစားသမားတွေယုံကြည်ထားတယ်။နောက်ဆုံးအသွင်းကိုသွင်းသွားချိန်မှာကစားသမားတွေပြေ ိသက်ဒေတာနီးပြအကုန်လုံးတသားတည်းရှိနေတယ်အဲ့တော့ကျွန်တော်ကျွန်တော်ဟိုနေ့ကလုံခဲ့နေ့ရက်ကပြောခဲ့သူပဲစာလီဘရဲ့ဒါကျွန်တော်စာချုပ်တည့်ရဲ့နောက်ွယ်ကအင်အားတွေကဒီလိုပွဲစဉ်တွေမှာတော့အများကြီးမြင်ခဲ့ရတယ်မှာပါတယ်မိတို့မေဆိုစီကမှု ်လက်ရှိမှာဒါအာစနိုတင်းအတွက်ကတော့တကယ်ကိုကောင်းမွန်တဲ့နိုင်ပွဲတစ်ပွဲဆိုတာထက်ကိုပိုခဲ့တဲ့ချုံမြင်နဲ့ပြန်ပြီးတော့ဦးဆိုတာခုနကပြောပေဒိုင်းနေကိုပုံမှာလုံးဝလုံးဝဖေဗာမပေးတဲ့အလုံးတွေကိုမှဒါကျွန်တော်ဖြစ်အဲ့တော့ဒီနေရာမှာတူတော်များဒါကျွန်တော်ဂေရီရဲ့လက်ထီတဲ့အလုံးကိုကျွန်တော်မေးလိမ့်မယ်အဲ့ဒါကအဖြေကရှင်းရှင်းလေးပါလက်ရှိပရီးမီးယားလီးဂ်ရဲ့စီမင်းစီကန်ရာဘောလုံးကတနေရာဥပမာဒါကျွန်တော်တရားဝင်တဲ့တနေရာကိုထိပြီးမှမတရားမဝင်တဲ့တနေရာကိုထိပြီးဆိုရင်အဲ့ဒီလုံးကပြဥပမာလက်ရှိမှာဘာလို့ဂေဘရီယယ်လုံးကိုမပေးလဲဆိုတော့အဖြေကရှင်းရှင်းလေး တော့ဂေဘရီယယ်တားလိုက်တဲ့အချိန်မှာဂေဘရီယယ်ကတော့ကျွန်တော်တို့ဒူးရှင်းပေါ့နော်ကျွန်တော်ဒါရှင်းကိုထိပြီးမှလက်ကိုပြန်လာတိရအောင်ဂေဘရီယယ်နေနဲ့ဘာမှလုပ်လို့မရခဲ့ဘူးဂေဘရီယယ်ကဒါကိုလက်နဲ့တားတာမဟုတ်ဘဲနဲ့ဒါကျွန်တော်ရှင်းနဲ့တားပြီးရှင်းကပြတ်ပေါ့တပည့် bounce လို့ခေါ်တာပေါ့နော် first bounce ဆိုပေနဲ့ဒုတိယ bounce မှာတရားမှုနဲ့နေရာကိုထိတယ်သူတို့အနေနဲ့လက်ခံတယ်လို့သိရတယ်မှာ VR ကလည်းတေချာကြည့်ပြီးတော့ဒါကတရားဝင်တဲ့အကြောင်းတရားအဲ့တော့တချို့ကြာဟာဒါဂေဘရီယယ်က of course ဒီပုံကြီးတော့ဒါဂေဘရီယယ်လက်ကြီးနဲ့ဘောလုံးထိတဲ့ပုံကြီးသူတို့တင်တော့မယ်အဲ့လိုမတင်နဲ့ခုနကပေါ့အဲ့ဒီ seamless ကဒါတပည့် bounce လို့ခေါ်တယ်ဒါကျွန်တော်တရားဝင်တဲ့နေရာကိုထိပြီးမှ ဒုတိယအချက်မှာလုံးဝဘာမှလုပ်လို့မရတဲ့အချိန်မှာမှ second bounce ပြန်ဖြစ်ရင်တော့ဒါကတရားဝင်နေဆိုတော့ Premier League ကတရားဝင်ကြီးညာထားပြီးသားဖြစ်ဒါပေမဲ့လက်ရှိမှာ Arsenal တင်ဒီနေ့ပုံမှာကျွန်တော်တို့အခုချိန်ဒီ penalty ရခဲ့တဲ့ပွဲစဉ်တပွဲလို့ပြောရင်လည်း congratulation မှာ Arsenal တော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4U တို့မှာကျင်းလူစားပေါအောင်ကူညီလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေမှာလည်း Youth Sport Media 3 point ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလည်း clip ဖို့မမေ့ကြပါနဲ့ဗျများများ clip ြစ်မှာမြန်မြန်နေဖြစ်ပါတယ်အားလုံးပဲကြွတူပါတယ်ကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့ဒေးဘော်ပါဗျ